ဘဝလုံးဖတ်ထုတ်လုံးဤကိုစမ်းသပ်လာခဲ့ပေမယ့်သမီးနှစ်ယောက်ကြောင့်အမြင်မှန်ရသွားခဲ့တဲ့မိခင်ဖတ်ထုတ်ဆိုင်လေးတဆိုင်ဖွင့်ထားပေမယ့်စားသုံးသူတွေအကုန်မစားတော့တာကိုအမြဲဆောင်ကြည့်နေရသူကတော့ဒေါ်မြပဲဖြစ်ပါတယ်။သူမအနေနဲ့ကတော့အမေချက်ကျွေးခဲ့တဲ့ဖတ်ထုတ်ကလေးကိုပုံစံတူအတိုင်းလှုပ်ချင်ခဲ့ပေမယ့်လည်းတကယ်ရောက်ချတဲ့အခါမှာတော့ဘသူကမှကောင်းကောင်းမစားကြတာကြောင့်အတော်လေးကိုစိတ်ညစ်နေရတာပဲဖြစ်ပါတယ်။ဒီလိုမျိုးအရသာနဲ့ဒီဖတ်ထုတ်တွေကိုရောင်းချတာကြာလာတဲ့အခါမှာတော့ဒေါ်မြခမရယုတ်တိရဲ့ဒီဇိုင်းကိုပိတ်သိမ်းရဖို့အကြောင်းဖန်လာခဲ့ပါတော့တယ်။ ဒါကြောင့်ပဲသူငားရမ်းထားတဲ့စားတောက်ဆိုင်ကိုပိတ်ပြီးသမီးနှစ်ယောက်ကိုရှာကြွေးဖို့အတွက်ကြံဖန်မရဖြစ်နေတုံးမှာပဲမင်းနဲ့ချင်းဆိုင်ကဖတ်ထုတ်ဆိုင်ဟာလူကြိတ်ကြိတ်တူးပြီးရောင်းအားကောင်းနေတာကိုတွေ့လိုက်ရပါတယ်။ဒါကြောင့်ပဲညာကြီးအချိန်မတော်သူများတွေအိတ်နေတဲ့အချိန်မှာမိဖို့ကြောင့်လည်းဝင်ပြီးတော့ဖတ်ထုတ်အရာသာကိုဖန်ပြီးပြုပြင်ဖို့အတွက်စတင်ပါတော့တယ်။လူတော်တော်များများသူဖတ်ထုတ်ကိုဝယ်စားတဲ့အခါမှာဖတ်ထုတ်ထဲမှာပါတဲ့အသားကိုပဲစားပြီးအပေါ်ယံဖတ်ထုတ်ကိုမစားကြတာကိုသတိထားမိတဲ့အတွက်ဒီအပေါ်ယံဖတ်ထုတ်အရာသာကိုဘယ်လိုရှိအောင်လို့ဖန်ပြီးရမလဲဆိုပြီးတော့အမျိုးမျိုးဖန်ပြီးနေခဲ့ပါတယ်။ ကြပဲနောက်နေ့ရောက်တဲ့အခါမှာသူကိုယ်တိုင်ဖန်တီးထားတဲ့ဖတ်ထုတ်အရသာအစ်တင်လမ်းမေးခုံလေးခင်းပြီးတော့ရောင်းချတဲ့အခါမှာတော့သူ့ရဲ့ဖတ်ထုတ်ဆိုင်ကိုဘယ်သူမှအာမပေးကြပြန်ပါဘူး။ဘီနာပလဲမှာရှိတဲ့ဆိုင်တွေကတော့ပွဲစည်းလိုမျိုးကြိတ်ကြိတ်တိုးနေတာမို့လို့တော်များတယောက်ပါလာတဲ့ဖတ်ထုတ်တွေကိုအမိုက်ပုံးနဲ့ပြစ်ထည့်ပြီးတော့လွှတ်ပြလိုက်ဖို့သာတွေးရပါတော့တယ်။ဒီလိုနဲ့ပဲသူ့ရဲ့ဘဝကဖတ်ထုတ်နဲ့မကိုက်ညီဘူးလို့စဉ်းစားနေတော့မှပဲသမီးနှစ်ယောက်ရဲ့မျက်နှာကပြန်ပေါ်လာပြန်ပါတယ်။ဒါကြောင့်ပဲနောက်ထပ်တစ်ချိန်ဂျုံကိုတေးချနဲ့တေးချလုပ်ပြီးတော့အသားတွေကိုလည်းအချိုးကျပေါင်းဆက်ခဲ့ပြီးပြင်သူ့အတော်ကတခုခုလုံနေသေးတယ်လို့ခန်းစားရပြန်ပါတယ်။ သူဟာနေမနာညမနာမိဖို့ကြောင့်တည်းမှာပဲစာအုပ်လေးတအုပ်နဲ့ဘောပင်လေးတစ်ချောင်းကိုပါယူပြီးအချိုးကျပေါင်းဆက်ဖန်တီးနေခဲ့ပါတော့တယ်။အဒီနော်မှာတော့သူ့ရဲ့နောက်ဆုံးပါဝင်ပစ္စည်းဟာစားဖြစ်မယ်ဆိုတာကိုသိသွားတဲ့အခါမှာတော့သူ့ရဲ့ဖတ်ထုတ်ဟာရှားပေါ်မှာတင်ပျော့သွားစီပြီးအရသာရှိရှိဖြစ်နေတာကိုသိလိုက်ရပါတော့တယ်။ဒါကြောင့်ပဲသူ့ရဲ့အယောင်အဝယ်ကိုစတင်လိုက်ပြီးမကြပါဘူး။လမ်းမေးစည်းတဲ့ဖြစ်နေတာတော့မှကြိတ်ကြိတ်တို့ရောင်းချရပြန်ပါတယ်။ဒါပေမဲ့လည်းကံကြမ္မာရဲ့ဆန်းသက်မှုတစ်ခုကြောင့်လူမိုက်ခေါင်းဆောင်ကသူတို့ကိုမိုက်ကြီးလာခွဲခဲ့ပြန်ပါပြီ။ ဒါပေမဲ့လည်းအမေဆိုတာမျိုးကကိုသမီးတွေဘာမှမဖြစ်ဘူးအရင်အတက်လဲဆွမ်းမမှုအစွမ်းကုန်ကာကွယ်ပေးခဲ့ပေမဲ့လည်းနှလုံးသားလှတဲ့လူမိုက်ကတော့သူ့ရဲ့ငယ်ဘဝကိုပြန်ပြီးတော့တတိယသွားပြန်ပါတယ်။ဒါကြောင့်မိခင်စိတ်အပြည့်ရှိတဲ့သူမရဲ့ဖတ်ထုတ်တွေကိုမြည်ကြည့်ပြီးတကယ်ကောင်းတဲ့အတွက်ကြောင့်သူမကိုယ်တိုင်ကလည်း customer အကြီးစားတစ်ယောက်ကိုရရှိလိုက်ပါပြီဗျာ။ဒါကြောင့်အခက်အခဲတွေနဲ့တွေ့ရတဲ့အခါမှာရင်ဆိုင်ပါထမပီးကြပါနဲ့ခင်ဗျာ။